ရင်းနီပြည်နယ်တွင်ကော်မြူနယ်ရှိချမ်းမှာတော်လိုင်းတပ်ဖွဲ့များနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်အကြမ်းဖက်စစ်သား၁၀ဦးကျော်သေဆုံးသွားခဲ့တယ်လို့ဂရင်းနီမျိုးသားများကော်ဝေးတက် KNDF ကအောက်တိုဘာလ17ရက်နေ့ကထုတ်ပြန်ထားပါတယ်။ရန်ကုန်မြို့နယ်ရှိချမ်းလင်းဖုံကြီးကျေးရွာဘက်မှရှိတဲ့စစ်တကအကြမ်းဖက်စစ်သားအင်အား60ကျော်နဲ့ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်မှာထပ်မံထိုးစစ်ဆင်လာစဉ်ဂရင်းနီတော်လိုင်းတပ်များနဲ့နှစ်ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရမှာယခုကဲ့သို့သေဆုံးသွားခဲ့ကြခြင်းဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ အော်တိုဘာလာကိုရဲ့နေမှာလင်းဖုံကြီးကြီးရောဘာမှရှိတဲ့စစ်ကောင်စီတပ်မှာအင်အား60ကျော်နဲ့ထပ်မံထိုးစစ်ဆင်လာတာကြောင့်ဂရီနီတော်လိုင်းတံများနဲ့နေချော်တိုက်ပွဲဖြစ်ပွားပြီးမိမိတို့ဘက်မှတံပြန်ခြေမုံးတိုက်ခတ်မှုများပြန်လည်လှုပ်ဆောင်ခဲ့တာကြောင့်စစ်ကောင်စီတပ်ကဆယ်ဦးကျော်တေဆုံးကထိခိုက်ဒဏ်ရာများပြားခဲ့ပြီး၎င်းတို့ထံကနေလက်နက်လေးလက်နဲ့ခဲယမ်းမီးကြောင်များဒိန်းစီရရှိခဲ့ပါတယ်လို့ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ကလည်းလင်းဖုံကြီးပါရှိအကြမ်းဖက်စစ်တပ်မှစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်လာတာကြောင့် ခရီးနီဒေါ်လာ1တခွက်များနဲ့တိုက်ပွဲ2နာရီကြာဖြစ်ပွားခဲ့ပြီးရန်သူဘက်မှထိခိုက်များခဲ့တာကြောင့်ပြန်လည်ဆုတ်ခွာသွားတယ်လို့ဆိုပါတယ်။အကြမ်းဖက်စစ်တပ်ကဂရင်းပြည်နယ်အတွင်းရိုင်ကောဒီမော့ဆိုခရူဆိုဘော်ခဲနဲ့ဖဲခုံစတဲ့မြို့နယ်တို့မှာစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်နေတဲ့အတွက်ဒေါ်လာ1တများနဲ့ထိတွေ့တိုက်ပွဲများဖြစ်ပွားနေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒီမော့ဆိုမြို့နယ်ဒေါငန်ခါရက်ကွက်နဲ့ တနန်းဥကွင်ကြီးပေါ်မှာတဆင်ခေါပလောက်ကြီးပေါ်ဘက်ကိုဂျမ်ဘတ်စစ်တပ်ကအပြင်းထန်တိုက်ခိုက်ထိုးပေါက်ကာတက်ဆွဲနိုင်ရေလှုံ့ဆော်နေတာကြောင့်ဒေါ်လိုင်းတက်မြောက်မှခုခံကာကွယ်လျက်ရှိပြီးနေ့စဉ်ထိတွေ့တိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားတာဖြစ်ပါတယ်။အဂျမ်ဘတ်စစ်တပ်ကတက်ဆွဲဖို့ကြိုးစားနေတဲ့အဆိုပါရက်ကွက်ကြီးပေါ်များသို့မြေပြင်ထိုးစစ်ပြင်လက်နက်ကြီးဒရုန်းများနဲ့ပါနေ့စဉ်တိုက်ခိုက်လျက်ရှိကြောင်းလည်းသိရပါတယ်။ဒီမော့ဆိုဖရူဆိုလမ်းမကြီးတစ်လျှောက်မှာလည်းအဂျမ်ဘတ်စစ်သားများတက်ဆွဲထားတာကြောင့် တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေသလိုဖရူဆိုမြို့နယ်ဒေါညီခုနဲ့ဒေါကုခုကြီးွာကြားမှာရှိတဲ့လူနေအဆောက်အဦတွေကိုလည်းပြစ်ကွင်းရှင်းစေဖို့စစ်တပ်ကဒရုန်းနဲ့ပုံကျဲမီးရှို့ခဲ့တယ်လို့လည်းဆိုပါတယ်။ဒါပြင်ဗော်လခဲဘက်ကိုမျက်နှာမူပြီးစစ်ကြောင်းထိုးနိုင်ဖို့ဖရူဆိုဗော်လခဲချရှိမာခရော့ရှိကြီးွာနေမှာစစ်ကောင်စီတပ်သားများလှုပ်ရှားလျက်ရှိနေကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အော်တိုဘာလ6ရက်နေ့ကလည်းဗော်လခဲမြို့နယ်ဝမ်မလန်ကြီးွာပေါ်ပဲတောင်ကုန်းတစ်ခုမှာ ကာကင်းချထားတဲ့စစ်ကောင်စီတပ်များနဲ့တော်လိုင်းတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲတနအိနီးပါးကြာဖြစ်ပွားခဲ့ပြီးအဲ့ဒီထိတွေ့တိုက်ပွဲအတွင်းဂျပန်စစ်တပ်ကတိုက်ဆုံထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ထုတ်ပြန်လွှဲကော်မျိုးပြင်ပမှာရှိတဲ့လက်ထွဲနဲ့ဗရာငိကြီးကများပဲတို့လည်းအော်တိုဘာလာ၁၀ရက်နေ့မှာအချမ်းဘက်စစ်တပ်ကလူဝင်အားဖြည့်တင်ပြီးစစ်ရေးလှုပ်ရှားမှုများရှိနေတယ်လို့ KNDF ကထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီး ထိုင်းမြန်မာနယ်စပ်ရှိ TK ဒေသကိုစစ်တပ်ကလေရင်နဲ့ထပ်မံပုံကျဲတိုက်ခိုက်မှုကပြည်သူတို့ချို့ထိခိုက်ဒဏ်ရာရရှိပြီးအဆောက်အုံများပျက်စီးသွားတဲ့တဲ့မှာဒနေသာရီတိုင်းတဝဲမြို့နယ်ထိုင်းမြန်မာနယ်စပ်ရှိ TK ဒေသကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ထပ်မံပုံကျဲတိုက်ခိုက်လိုက်တာကြောင့်ပြည်သူတို့ချို့ထိခိုက်ဒဏ်ရာရရှိပြီးအဆောက်အုံများပျက်စီးခဲ့တယ်လို့ GNU မြိတ်တဝဲခရိုင်ကထုတ်ပြန်ထားပါတယ်ဒီကနေ့အော်တိုဗလာ၁၄ရက်နေ့မွန်လွဲ၁၂နာရီခန့်ကထိုင်းမြန်မာနယ်စပ်ရှိ GNU ထိန်းချုပ်ထားတဲ့တဝဲမြို့နယ် TK ဒေသကို စစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခတ်ခဲ့ပြီးအဂျက်ဖက်စစ်တပ်ရဲ့အဲ့ဒီလိုဘုံကျဲတိုက်ခတ်မှုတွေကြောင့်ပြည်သူတို့ချို့ထိခိုက်မှုရှိပြီးအဆောက်အုံတစ်လုံးနဲ့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အလားတူအော်တိုဝါလာဆယ်နဲ့မနက်ရှင်နိုင်ခန်းကလည်းခီခီဒေတာကိုအဂျက်ဖက်စစ်တပ်ရဲ့ဂျက်ဖိုက်တာလေးရင်တစ်စီးကနှစ်ကြိမ်ဘုံကျဲတိုက်ခတ်ခဲ့ပြီးအော်လီဂန်ဆယ်လနဲ့ပြန်နှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူပိုင်းပစ္စည်းများထိခိုက်ပျက်စီးခဲ့ပါတယ်။ထို့ပြင်အော်တိုဝါလာဆယ်နဲ့မွန်လွန်နန္နိုင်ခန်းကလည်းအဂျက်ဖက်စစ်ကောင်စီတပ်ကခီခီဒေတာကိုဂျက်ဖိုက်တာနဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်းပစ္စည်းများထိခိုက်ပျက်စီးခဲ့ပြီးပြည်သူ350ကျော်ဘေးလွရာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်းသိရပါဗျာ။အကြမ်းဖက်စစ်တကော၎င်းတို့အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက်၎င်းတို့အုပ်ချုပ်ရာနယ်မြေများမှာအထူးရောင်ရွေးကောက်ပွဲကိုအတင်းအဓမ္မပြုလုပ်ရန်အထူးကြိုးပမ်းလျက်ရှိပြီး၎င်းတို့လွတ်လွတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေများမှာရှိတဲ့ပြည်သူတွေကို အကြောက်တရားဖြစ်ပေါ်စေဖို့ရည်ရွယ်ချက်ရှိရှိလေးချောင်းနဲ့ဘုံကျဲတိုက်ခိုက်လျက်ရှိတယ်လို့ KNU ကပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ။မကွေးတိုင်းငဖဲမြို့နယ် အမ်ဗရန်လာရခိုင်ယူမပေါ်ရှိနေကန်တောင်ကဘာလုံးစခန်းကိုအရခတ်တော်အေးတပ်ဖွဲ့ဝင်တွေက အနီးကပ်ရိုက်ကူးထားတဲ့ရုတ်တံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့လာပါတယ်။အဲ့ဒီရုတ်တံဖိုင်ဟာအော်တိုဘလား၁၀နေကကဘာလုံးစခန်းကို တိုက်ခိုက်သိမ်းပိုက်နေချိန်အတွင်းအရခတ်တော်အေးတပ်ဖွဲ့ဝင်တို့ကရိုက်ကူးခဲ့တာဖြစ်တယ်လို့အေးနဲ့နီးစပ်သူမျိုးသားတို့ကအတည်ပြုပြောဆိုထားပါတယ်။ရုတ်တံဖိုင်မှာပါဝင်တဲ့နေရာတွေဟာကဘာလုံးစခန်းကစစ်ကောင်မရှင်ဒရုန်းတပ်ဖွဲ့ဝင်ရဲ့စခန်းနေရာဖြစ်ပြီးအဲ့ဒီတပ်ဖွဲ့က နိုင်ငံတောင်ချီအောက်မှာရှိတဲ့ဂျေးရွာတွေကိုနေစဉ်ပုံချဲတိုက်ခိုက်နေတာကြောင့်ဂျေးရွာတွေမိလောင်ပျက်စီးကြရတယ်လို့ ANN ညက်သူနောက်ထပ်အမျိုးသားတူကလည်းပြောပါတယ်။နိုင်ငံတောင်ပင်မကဘာလုံးဖြူဝစခန်းရဲ့ကာကင်းစခန်းတွေအားလုံးကိုအာရခတက်တော် ANN ပူးပေါင်းတပ်ဖွဲ့တွေကအော်တိုဘာလပထမအပတ်မှာတင်ပိုင်နိုင်ခဲ့ပြီးနောက်ကဘာလုံးစခန်းကိုဆက်လက်ထိုးစစ်ဆင်ခဲ့ရမှာအော်တိုဘာလ10ရက်ညပိုင်းမှာကဘာလုံးစခန်းကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေစခန်းဆုံခွာထွက်ပြေးနေကြတယ်လို့ရှေ့တန်းသတင်းမြစ်တွေကပြောပါတယ်။ လက်ရှိမှာမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကအမ်ဘရန်လမ်းဟောင်းလမ်းတစ်နှခုလုံးကိုပိတ်ဆို့ထိန်းချုပ်ပြီးစစ်ကူဘေဘီပြန်တဲ့ထိုးစစ်ဆင်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့စခန်းစုံခွာထွက်ပြေးနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေကိုတိုက်ခိုက်နေတာကြောင့်နေကန်တောင်ကျောတဝိုက်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။အာရခတ်တော်အေအန်အေပူးပေါင်းတပ်ဖွဲ့များရဲ့ဖြတ်တောက်တိုက်ခိုက်မှုတွေကြောင့်ရိုးမအရှိချမ်းနေရာတစ်ခုမှာယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကအကြအဆုံးများတာကြောင့်လေးချောင်းပစ်ကူခေါ်ခဲ့ရတဲ့အထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။ မကွေးတိုင်းငဖဲမြို့နယ်ဗရန်မြို့မြေလဲကြီးွာနီးမှာအကြမ်းဖက်စစ်ကြောင်းတစ်ခုကိုအေးနယ်ပူးပေါင်းတပ်ဖွဲ့တွေကလျှက်တပြက်ဖြတ်တောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကအကြဆုံးများခဲ့ရတယ်လို့ဒေသတွင်းစီးရဲသတင်းမြစ်တွေကပြောဆိုထားပါတယ်စစ်တပ်စစ်ကြောင်းကမြေလဲကြီးွာအနီးနားတွေမှာလှုပ်ရှားမှုရှိနေတယ်ဗျသူတို့ကအင်အားနေရာလောက်နဲ့ရင်းမြောဘက်ကနေမြေလဲဘက်ကိုလာပြီးလှုပ်ရှားတာပါအေးနယ်ဒေါ်လိုင်းတပ်ဖွဲ့တွေကတံပြန်တိုက်စစ်ဆင်တာစစ်တပ်ဘက်ကအကြဆုံးများပါတယ်မျက်မြင်အနည်းဆုံး၁၀ဦးကျော်လောက်ရှိတယ်ဒီထက်လည်းပိုများနိုင်တယ်လို့ပြောဆိုထားပါတယ် နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးအကြဆုံးများတာကြောင့်စစ်ကောင်စီတပ်ကလင်းစစ်ကိုခေါ်ခဲ့ရမှာဂျက်ဖိုက်တာရောက်ရှိလာပြီးတိုက်ပွဲဖြစ်ပွားနေတဲ့နေဝင်ကျင်ကိုဘုံများချဲချခဲ့တယ်လို့လည်းသိရပါဗျ။စစ်တပ်ကကြာဆုံးလောင်းတွေကိုဇင်ပြုံးရွာစခန်းကိုတည်ယူသွားတယ်။တိမ်မကြခင်တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေကိုရောအာရခတ်တပ်တော်တင်ပိုက်ထားတဲ့နေရာတွေကိုပါဝိုင်းတွဲဂျက်တွေနဲ့စစ်ကြိမ်ထက်မနဲ့လာရောက်ပုံချဲတယ်။တိုက်ပွဲပြင်းတော့လင်းစစ်ကိုခေါ်တယ်ဂျက်နဲ့လာပစ်တယ်ပြီးရင်ဒရုန်းနဲ့ရောချတယ်လက်နက်ကြီးတွေနဲ့ပါပစ်တယ်။ ဒေါ်လာရေးတက်တွေကတော့တိုက်ပွဲတွေအပြီးအနာစာမရှိပြန်လည်နောက်ဆုံးနိုင်ခဲ့တယ်လို့ပြောဆိုထားပါတယ်။နောက်ထပ်တိုက်ပွဲတစ်ခုကရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့နေချင်းထိဆက်နေတဲ့ပဲခူးတိုင်းပရောင်းမြို့နယ်ညောင်ချီတောက်ကြီးွာအနီးမှာဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။အိုရှိပင်တောင်ကုန်းရိုးတောင်ကျော်လမ်းပေါ်မှာညောင်ချီတောက်စခန်းမှာတက်လာတဲ့စစ်တပ်စစ်ကြောင်းကိုအေးအေးဥဆောင်တဲ့ဒေါ်လိုင်းတက်ဖွဲ့တွေက အပိသက်ချေမုံတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီစစ်ကြောင်းမှာအင်အားတရာခန့်ပါဝင်ပြီးညောင်ချီတောက်စခန်းမှာတောင်ကုန်းအိုရှိပင်ရိုးလမ်းအတိုင်းတက်လာရာ အေအန်အန်ပူးပေါင်းတပ်ဖွဲ့တွေကယမနေ့နေ့လယ်အချိန်ကဂျားဖြတ်ချင်းမုံတိုက်ခိုက်ခဲ့တာလို့နောက်ထပ်ဒေသခံသတင်းမြစ်တူကပြောဆိုထားပါတယ်။နှစ်ဖက်တိုက်ပွဲတွေကဆင်းလိုင်းဝါစခန်းကိုမရောက်ခင်အနီးပတ်ဝန်းကျင်မှာဖြစ်ကြတာပါ။စစ်တပ်ကတော့အကြဆုံးများတယ်လို့ပြောဆိုထားပါတယ်။တိုက်ပွဲမှာပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးတေဆုံးသွားတဲ့အလောင်းတွေထားခဲ့ကဆင်းလန်စခန်းမှာစစ်ကူရောက်လာပြီးအလောင်းများကိုပြန်လည်ဆွဲထုတ်သွားတယ်လို့ဆိုပါတယ်။လေသာတောင်ဆင်းလန်နဲ့ညောင်ချေတော်စခန်းအနီးပတ်ဝန်းကျင်တို့မှာမကြာခဏဆိုသလိုတိုက်ပွဲများရှိနေပြီး စစ်ကောင်စီတပ်ဘက်ကလည်း drone နဲ့ကြီးလေကြောင်းလုံးနဲ့နေစဉ်ပစ်ခတ်မှုရှိနေပါတယ်။နှစ်ဖက်တိုက်ပွဲကညောင်ချိုးနဲ့ညောင်ချီတော်ကြားမကြာခဏရှိတယ်။တော်လိုင်းတက်ကလည်းလှုပ်ရှားသလိုစစ်ကောင်စီတက်ကလည်းလှုပ်ရှားတယ်။စိုးမိုးနေမြေတွေကအနီးနားမှာဆိုတော့မကြာခဏဖြစ်နေကြတာပါပဲလို့ပြောဆိုထားပါတယ်။စစ်ကောင်စီတက်ကလေသာတောင်ချေရင်ဆင်လန်ညောင်ချီတော်လမ်းကြောမှာစခန်းဟုံးတွေကိုတိစောက်ထားပြီးအာရခတက်တော်ဦးဆောင်တဲ့တော်လိုင်းတက်တွေကိုတိုက်ခိုက်မှုများပြုလုပ်နေတာပါ။စစ်ကောင်စီကနေရောညပါဂျက်ဝိုင်တွေ drone နဲ့ကြီးလို့နဲ့ ဒေါ်လင်းတပ်ဖွဲ့တွေထိန်းချုပ်ထားရနေရာတွေကိုပိတ်ခတ်နေပြီးတောင်ကိုရိုးလက်ရှိဂျေးရွာအနီးပတ်ဝန်းကျင်တို့ကိုလည်းဒေသောင်းမှ တိုက်ခိုက်မှုများပြုလုပ်လာနေတယ်လို့သိရပါပါတယ်ခင်ဗျာ။